artificial intelligent AI ပေါ့ဒါကကျမတို့ရဲ့အလုံနဲ့စီးပွားရေးလောကကိုပြောင်းလဲပြတော့မယ်လှိုင်းလုံးကြီးတစ်ခုလိုပဲဒီအပြောင်းလဲကကျမတို့မျက်စိရှေ့မှာမြင်နေရတာထက်ကိုအများကြီးပိုပြီးတော့မှနှတ်ဆိုင်တယ်လို့သုံးတီချွေသမားတယောက်ပြောမှုတွေအဲ့တော့အေး तू ပြောတဲ့ဇကားကတကယ်ကိုတတိပေးခေါင်းလောင်းတန်တစ်ခုလိုပဲကျမကမြင်နေပေါ့တဘောကတော့ဒီ AI ခင်မှာ အရင်တုန်းကလိုမျိုးတာမန်အလုတ်ကလေးလှုပ်ပြီးတော့မှအေးအေးလူလူနေလို့ရတဲ့ခစ်ကကုံသွားပြီအဲ့တော့အခုအချိန်မှာလူတိုင်းကကိုယ်ပိုင် လုပ်ငန်းရှင်စိုးဦးတီထွင်သူတယောက်တော်ပိုင်လုပ်ငန်းရှင်တယောက်လို့လှုပ်ရှားတက်ဖို့စိတ်ကူးတက်ဖို့လိုလာပြီဆိုတဲ့သဘောပဲအဲ့တော့ဟုတ်ပြီဒါဆိုလို့ရှင်ရင်ဒီလိုအခြေအနေမျိုးကိုကျမတို့ဘလို့ရောက်လာခဲ့ကြတာလဲ ်ဘာဖြစ်လို့အရင်ကအားကိုးခဲ့ရတဲ့တည်ငြိမ်တဲ့အတံမွေးဝမ်းကြောင်းဆိုတဲ့စီးမြင်းနေအဟောင်းနေကဘာလို့အများဒီနေ့ခင်မှာရုတ်တရက်ကြီးအတော့မဝင်တော့တာလဲအဲ့တော့အဲ့ဒါကိုနားလည်ဖို့အတွက်ကျမတို့နောက်ခံသမိုင်းကိုတစ်ချက်လောက်ပြန်ကြည့်လိုက်ကြရအောင် အဲ့တော့ကျမတို့စီးပွားရေးစနစ်ကခေတ်အဆက်ဆက်ပြောင်းလဲလဲလာခဲ့တာကိုတွေ့ရတယ်။အဲ့တော့ကျမတို့1900အစောပိုင်းခေတ်မှာတော့လေယာမြေတွေကိုအဓိကထားတဲ့စိုက်ပျိုးရေးခေတ်။အဲ့တော့အဲ့ဒီခေတ်ကနေမှတစဉ်ကျမတို့ဆက်ယုံတွေအလုတ်ယုံတွေကြီးစိုးလာတဲ့စက်မှုခေတ်ကို1800 1900ဝန်းကျင်မှာပြောင်းလဲလာခဲ့တယ်။အဲ့တော့ကျမတို့ဒီနေ့ခေတ်ကတော့ဗာလဲဆိုရင် digital ခေတ်1990နောက်ပိုင်းနေမှာတွေ့ရတဲ့ခေတ် အဲ့တော့ digital ပိုင်ဆိုင်မှုတွေပေါ်မှာအခြေပြုပြီးတော့ကျမတို့ကိုအရာအားလုံးကိုထိမ့်ထုတ်နေတဲ့ခက်သေးကိုရောက်နေပြီအဲ့တော့အဲ့တော့အရင်စက်ဖို့ခက်ကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီစက်ဖို့ခက်ရဲ့အကောင်းဆုံးကာလမှာကျမတို့ဘာလို့ခေါ်လဲဆိုလို့ရှိရင် Homer Simpson စီးပွားရေးလို့ခေါ်ကြတယ်အဓိကကတော့ဘာလို့ဆိုလိုတာလဲဆိုလို့ရှိရင်တာမန်လူတယောက်ထူးထူးချွန်ချွန်မဟုတ်တဲ့လူတယောက်ဟာတာမန်အလောက်တစ်ခုလေးလောက်ပြီးတော့မှမိသားစုတစ်စုလုံးကို ကောင်းကောင်းမွန်မွန်ထောက်ပံ့ပေးနိုင်တယ်ထားနိုင်တယ်အဲ့တော့အိမ်ကောင်းကောင်းကားကောင်းကောင်းနဲ့နေနိုင်တယ်ထောက်ပံ့နိုင်တယ်အဲ့တော့ဒါပေမဲ့အားလုံးကျမတို့အားလုံးသိတဲ့အတိုင်းဒီလိုအခြေအနေမျိုးဟာအခုခင်မှာဆိုလို့ရှိရင်တော့တကယ်ဟိုမှပုံပြင်တပုတ်လိုပဲဖြစ်လာဒါပေမဲ့တကယ်အချက်ကပါလဲနားခေါ်ရမယ့်အချက်ကပါလဲဆိုလို့ရှိရင်ကျမတို့ရဲ့ပညာရေးစနစ်တစ်ခုကလုံးက ကုံဆုံးသွားပြီဖြစ်တဲ့ခစ်တစ်ခုအတွက်ပြင်ဆင်နေကြတယ်လို့ဖြစ်နေပြီလားလို့မေကုံးပြန်ထုတ်ရပြီပေါ့တော့အဲ့တော့အဲ့တော့ခစ်ဟောင်းကကုံသွားပြီဒီခစ်တဲ့အတွက်ကျမတို့ဒီခစ်တဲ့ရဲ့ကစားကွက်စီးမြင်တွေကဘာတွေဖြစ်မလဲတာမန်လူတယောက်ဖြစ်နေတာကဒီနေ့ခစ်မှာဘာလို့အန်ဒီရဲ့များတဲ့လမ်းတစ်ခုဖြစ်လာရတာလဲအဲ့တော့အဲ့ဒါကိုကျမတို့ဒီစီးပွားရေးအပြောင်းအလဲကနေတစ်ဆင့်ဆင်းရှင်းလင်းလင်းမြင်အောင်ကြည့်ကြရမယ်။အဲ့တော့ဒီ ခက်နှစ်ခက်ပေါ့နော်ပြောရရင်တော့စက်မှုခက်နဲ့ digital ခက်နှစ်ခုရဲ့အဓိကကွာခြားချက်ကတော့ဗာလဲဆိုလို့ရှိရင်အရင်ကျမတို့စက်မှုခက်တုန်းကတော့ bell curve လို့ခေါ်ရဲတာမန်တက်တောက်တက်တာနေတဲ့လူအများစုတွေဆိုလိုတာကလူအများစုဖြစ်တဲ့တာမန်သူတွေအလဲအလှအဆင့်တွေကိုလေကျမတို့က ိုးခံစားခွင့်တွေရစီတဲ့တက်တောင့်တက်တာဘဝနဲ့တည်ငြိမ်တဲ့လစာရပြီးတော့နေနိုင်တယ်။ဒါပေမဲ့ကျွန်တော်တို့ဒီ digital kit မှာတော့ဘာဖြစ်လာလဲဆိုလို့ရှိရင် power law ဆိုတဲ့စနစ်အသစ်နဲ့လဲပတ်နေရ။အဲ့ဒါကတော့ဘာလဲဆိုလို့ရှိရင်ထိတ်ဆုံးမှာရှိတဲ့လူနည်းစုကပဲအကျိုးအမြတ်အကုန်လုံးနှီးပါကိုပုံလွှဲပြီးတော့မှရနေရစေတယ်။ဥပမာဆိုရင်ကျွန်တော်ကဘာမှာချမ်းသာဆုံးသူတွေ LMS တို့ Google Tesla အဲ့တော့သူတို့ကဒီတကဘာလုံးမှာဒီထိတ်ဆုံးက 10%တော့လူတွေကပဲအကျိုးအမြတ်အများစုကိုရနေကြတယ်အကျိုးအမြတ်အားလုံးရဲ့ထိတ်ဆုံးက benefit တွေကိုသူတို့တွေကရနေတယ်အဲ့ဒါကို power law ရဲ့ဖြန့်ကျက်မှုပေါ့အားလုံးကတပြေးညီရမနေပဲね power law ပေါ်မှာဘူတီပြီးတော့မှရနေအဲ့တော့အဲ့ဒီညာကိုကျမတို့ဘလို့ ဖြည့်ရှင်းပြန်အော်ကစားဝဲအဟောင်းတွေဒီဆက်မှုခက်တွေပါဝါလော်ရီအကြောင်းလေးသိပြီးသွားပြီဒီ AI ခင်ပါကျွန်တော်တို့ကစားပွဲအတွက်အတွက်ဘလို့ကစားမလဲအနိုင်ရအောင်ဘလို့မျိုးဖြည့်ရှင်းကြမလဲအနိုင်ရအောင်ဘလို့လုပ်ကြမလဲအဲ့တော့ဒါကို ဖြည့်ရှင်းဖို့အတွက်နီးပြူဟာတခုကတော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်သူများရဲ့ကစားခွင်းထဲမှာ light မကစားတော့ဘဲနဲ့ကိုပိုင်းကစားခွင်းတွေဖန်ပြီးပြီးတော့မှ ကစားဖို့အတွက်ကို လိုအပ်လာပြီအဲ့တော့ဒီနေရာမှာကျွန်တော်တို့ ကြည့်ရမယ်အဓိကကတော့ဗာလဲဆိုလို့ရှိရင်네ပယ်ကိုအကြီးကြီးမစင်စားပဲね네ပယ်တွေကိုကျင်းမြောင်းအောင်လုပ်ပြီးတော့မှအဲ့ဒီကျင်းမြောင်းတဲ့네ပယ်ကိုပဲအာယုံစိုက်အောင်လုပ်ဖို့လိုတယ်ပေါ့နော်ဥပမာပြောမယ်ဆိုလို့ရှိရင်ကိုက ကဘာပေါ်မှာအကောင်းဆုံးဖြစ်နိုင်တယ်ဆိုတော့ယုံကြည်မှုရှိတဲ့ ठी ကိုကစားပွဲကိုကျမတို့ကလုံးဝသိငယ်အောင်လုပ်ပြရမယ်ဒီကစားပွဲအတွင်းဒီချင်းတဲ့ကစားပွဲထဲမှာကိုကအတော်ဆုံးပဲကိုကထိတ်ဆုံး10%ထဲမှာပါတယ်ဆိုတော့ယုံကြည်မှုရအောင်ဒီကျမတို့က drive လုပ်ရမယ်အဲ့တော့ power law ရဲ့ထိတ်ဆုံးကိုတလန်းဖို့ပါဆိုလို့ရှင်ကျမတို့ကဩဇာလွှမ်းမမှုရှိတဲ့ ကိုကအဓိကပုံကိုတရားဖြစ်လို့တော့ကကျွန်တော်တို့ကဘာလို့ရမလဲဆိုရင်ဒီကစားကွင်းအကြီးမှာတော့ကိုကပလေးလုပ်ဖို့ထိတ်တန်း10%ဖြစ်ဖို့မလွယ်ဘူးဆိုတဲ့အချိန်မှာကျွန်တော်တို့ကကစားကွင်းလေးကိုချင်းပြီးတော့မှအဲ့ကစားကွင်းရဲ့10%ဖြစ်အောင်လုပ်ကြမယ်အဲ့တော့ကောင်းပြီအဲ့တော့ဒီစီးပွားရေးအပြောင်းအလဲကြီးကတာမန်ယိုယိုတက်တောက်တက်တာနေခြင်းတဲ့သူတွေပေါ်မှာကောဘလို့မျိုးလာပြီးတော့မှတက်ရောက်နိုင်ပါလေအနာဂတ်ရဲ့ခံမှန်းချက်တွေကရောဘသူတွေကဘာတွေပြောထားလဲဆိုတာကိုတစ်ချက်လောက်သိစေကြည်ကြရမယ်အဲ့တော့ ကျမတို့အခုလက်ရှိအခြေအနေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဝင်ငွေအများစုပေါ့နော်အိမ်တော်စုတစ်ခုတည်းဝင်ငွေအများစုကလစာတွေကနေပြီးတော့မှရနေတယ်ပြောမှအဲ့ဒီပုံမှာမူတည်ပြီးတော့မှနေတယ်အဲ့တော့ဒါကဘာလို့လဲဆိုလို့ရှိရင်ကျမတို့ကြီးပြင်းလာခဲ့တဲ့ဒီစက်မှုခစ်ကနေပြီးတော့မှတစ်ဆင့်လက်ဆင့်ကမ်းလာတဲ့လူနေမှုစနစ်တစ်ခုဒါပေမဲ့လည်းအဲ့ဒီအခြေအနေကဒီ AI ကြောင့်တိတ်မကြခင်မှာပဲပြောင်းလဲတော့မယ်ဆိုတာကိုအကုန်လုံးကလည်းပြောနေကြတယ် ဲ့တော့ဘာလို့လဲဆိုတော့ဒီ AI ရဲ့ဆွမ်းဆောင်ရည်တွေကတဖြည်းဖြည်းနဲ့မြင့်တက်လာတာနဲ့အမျှပုံမှန်လုပ်နေကြကျမတို့ထက်ခါတလဲလဲလုပ်နေကြတာမန်အလုပ်တွေကိုလူကကိုယ်တိုင်လှုပ်ဆောင်စရာ မလိုပဲနဲ့ AI ကအလိုလျောက်အစ်စ်နဲ့အစားထိုးလာနိုင်တာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အတိအကျပြောရမယ်ဆိုလို့ရှိရင်တော့ဒီအချက်ကပဲလစာဝင်ငွေကျမတို့ရဲ့လစာဝင်ငွေကို ထိကချင်းချောက်လာတဲ့အဓိကချင်းချောက်လာတဲ့အကြောင်းရင်းဖြစ်လာပါတယ်အဲ့တော့အဲ့တော့အလက်ရှိကနေပြီးတော့မှအနာဂတ်ကိုလှမ်းပြီးတော့မှကြည့်လိုက်တော့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလိုမျိုးဖြစ်တဲ့အချိန်မှာကိုယ့်ရဲ့လစာတွေကိုယ့်ကိုလာပြီးတော့ဒီရော့သွားတဲ့30ရာခိုင်နှုန်းကကိုယ့်ရဲ့လစာတွေမဖြစ်ဖို့အတွက်ကိုကျွန်တော်တို့ကကြိုတင်ပြင်ဆင်ထားရမယ်အဲ့တော့ဒီစနစ်သက်မှာတကယ်ကိုမှစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကတော့ဘာလဲဆိုလို့ရှိရင်ကြတော့ ဒါဆိုရင်ဒီ digital ခင်ရဲ့ကြွယ်ဝမှုကိုတည်ဆောက်ပေးနိုင်တဲ့ပိုင်ဆိုင်မှုတွေကဘာတွေလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာပြောချင်တာတော့အဓိက၄ခုပေါ့နော်အဲ့ဒါကတော့ကိုယ့်ရဲ့မူပိုင်ခွင့် intellectual property တွေအတွေးခေါ်တွေစာအုပ်တွေနှိစနစ်တွေဒါတွေကပိုင်ဆိုင်မှုအသစ်တွေပြီးရင်နောက်တစ်ခုကကြပါလဲဆိုလို့ရှိရင်ကိုယ်ကထုတ်လုပ်လိုက်တဲ့ဟိုမှာ media တွေအာ video တွေ media တွေ sound bar တွေအကြောင်းအရာတွေပေါ့နော် ပြီးတော့စုဆောင်းထားတဲ့ data customer တွေအကြောင်း client တွေအကြောင်းဒါမှမဟုတ်အသိပညာနဲ့ပတ်သက်တဲ့ data တွေကလည်းကိုယ့်ရဲ့ where access တွေဖြစ်လာမယ်။နောက်ဆုံးတစ်ခုကတော့ကိုဖန်တီးထားတဲ့ software တွေ AI tools တွေ application တွေဒါတွေကပို့ပြီးတော့ပါကိုယ့်အတွက်ချမ်းသာစေနိုင်တဲ့အရာတွေဖြစ်လာမယ်။အားကြောင့်မို့လို့ကျမတို့ကကိုယ့်ရဲ့ mindset ကိုပြောင်းလဲပြဖို့လိုလာပြီးကြီးမားတဲ့ ဝင်ငွေမက်ဆစ်အင်ကမ်ကိုဖန်တီးပေးနိုင်တဲ့စွမ်းဆောင်ရည်မြင့် digital ပိုင်ဆိုင်မှုတွေကိုတိဆောက်ဖို့အာယုံဆိုက်ရမယ်အချိန်ရောက်လာပြီစဉ်းစားစရာတစ်ခုနဲ့ခြုံငုံတုံးတက်ပြီးတော့မှအဆုံးသတ်ချင်ပါတယ်ထိတ်ဆုံးကဆယ်ရာခိုင်နှုန်းကိုပဲအကျိုးအမြတ်တွေပုံပေးနေတဲ့ဒီကဘာကြီးမှာကိုတိုင်းဥဆောင်လမ်းပြနိုင်ဖို့အတွက်ကိုကိုစောက်ကြိုနေတဲ့ကိုပိုင်းအထူးပြုနေပဲကစားကွင်း ချင်းလေးအသေးလေးကိုရှာဖို့လိုအပ်လာပြီအဲ့တော့ကို့အတွက်ကို့ကစားရမယ်ကစားခွင့်ကို့တီဆောက်မယ်ဒီကစားခွင့်အငယ်လေးကတော့ဘာဖြစ်မလဲဆိုတာကိုသေချာစဉ်းစားဖို့ပြင်ဆင်ဖို့အတွက်ကိုလိုအပ်လာပြီလို့ထင်ရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ရပါတယ်အားလုံးပဲအောင်မြင်ပျော်ရွှင်တဲ့ investor များဖြစ်နိုင်ကြပါစေကျေးဇူးများတင်ပါတယ်ရှင်